င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခြောက်ဦးမျိုးထွေအုံယုံနဲ့ရဲစခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်ဗိုလ်တဦးအပါဝင်၄ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းခြောက်ဦးမျိုးထွေထွေအုပ်ချုပ်ရေးမှုယုံနဲ့ရဲစခန်းတို့၌တပ်ဆွဲထားသောစစ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တဦးအပါဝင်၄ဦးသေဆုံးခဲ့ကြောင်းဖိကွတ်ဒရုန်းသင်းမြောင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ရှမန်နေမေလ22ရက်နေ့နေ့လယ်ပိုင်းက6ဦးမျိုးအထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ရဲစခန်းတို့တွင်အင်အားဖြည့်တင်ရန်ရောက်ရှိနေသောစစ်ကောင်စီတပ်သားများကို Fit Wing Drone 8စီးဖြင့်ဘုံသီး7လုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအူအပါအဝင်4ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်စစ်ကြောင်းထွက်တဲ့အချိန်မဟုတ်ပါဘူး6ဦးမြို့ပေါ်မှာရှိနေတဲ့အချိန်ချခဲ့တာပါထွေးဥယုံနဲ့ရဲစခန်းမှာရှိနေတဲ့အချိန်ချခဲ့တာဟုဖိကုဒရုန်တင်မြောင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ် ထို့သောဘုံကျဲတိုက်ခိုက်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာပြီးနောက်အခြေအနေငယ်အကြအတွင်စစ်ကောင်စီတပ်သားများကလက်နက်ကြီးဖြင့်ပြန်လည်တိုက်ခိုက်မှုရှိခဲ့တော့လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို ဖိကွတ်ဒရုန်းတင်မြောင်ရင်းမာပင်ခရိုင်တပ်ရင်း35တပ်ခွဲနှင့် GZ21 ရင်းမာပင်ခရိုင်တပ်ရင်း18 B21 ကနီ PDF NPDF ရင်းမာပင် မြောင်ဒရုန်း4 MDF ကြားခင်စိန်အာမန်တိငန်းစွန် Revolution Air 4မြောင်အောင်တပြေညီနောင် Local PDF ကြောက်စဲဘိုးစာကလေး Drone Street Freedom Fighter Drone 4နဲ့ CHU PDF အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယခုကဲ့သို့ Drone Mission များစက်တိုက်ပြုလုပ်နိုင်ရန်အတွက်အညာဝေဟင် Drone စစ်စင် campaign ကိုပါဝင်ထောက်ပို့ပေးကြရန် Peacock Drone တင်မြောင်အဖွဲ့ကမြစ်တာရက်ခံထားပါတယ်။ ဆက်လက်ပြီးမြောက်ရမာတပ်သားတွေချင်းညီတွဲကားများကိုလုံခြုံရေးယူနေသောစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုဗိုလ်မှူးဗိုလ်ညံထွန်အပါဝင်စစ်သား၅ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။စကိုင်းတိုင်းစားလင်းကြီးမြို့နယ်ရင်းမာပင်မြို့နယ်အဆက်ရှိမြောက်ရမာတရားတွင်ကျေးနီတွဲကားများကိုလုံခြုံရေးယူနေသောစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုပုံမှုပုံညာထောအပါဝင်75ဦးသေဆုံးခဲ့ကြောင်းတိုက်နယ်နှင့်မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါသည်။ မေလ22ရက်နေ့တွင်နနက်9:40မိနစ်ခန့်တွင်ရန်စီဝမ်ပေါင်မှကျင်းညီတွဲကအကာအကွယ်ဖြင့်လုံခြုံရေးယူရန်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ထရင်28မှထွက်လာသောစစ်သားများကိုတော်လရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ညံထောင်းအပါဝင်စစ်ကောင်စီတပ်သား၅ဦးသေဆုံးပြီး၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်မှုမှာဗိုလ်မှူးပုံညံထွန်အပါဝဲစစ်ခွေး9កောင်တည်ဆုံးတယ်။စုစုပေါင်းဒဏ်ရာရတာခွန်းတဲ့ဦးရှိတယ်။စစ်ခွေးစစ်ကြောင်ရှိလျက်နဲ့ပြည်သူတွေစစ်ခွေးတွေအနီးမသွားလာဖို့ရာအတိပေးလိုပါတယ်။ပြည်သူတွေလည်းအနေရရှိပြီးတိုက်ခိုက်သူများလည်းအခက်အခဲရှိတာကြောင့်မသွားလာဖို့မြစ်တာရက်ခံပါတယ်ဟုတိုက်နယ်နဲ့မဲမောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရင်းမာပင်မျိုးနဲ့တိုက်နယ်နဲ့မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Brother Different for BDF တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Golden Star for အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးမိုင်းများဆက်လက်လှုပ်ဆောင်နိုင်ရန်နှင့်နိုင်ငံခရမ်းများလိုအပ်နေသောကြောင့်တော်လန်ပြည်သူများပူးပေါင်းပါဝင်ကြရန်မြစ်တာရက်ခန့်ကြောင့်တိုက်နယ်နှင့်မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါတယ်ဆလဘီစစ်ကောင်စီ၏လုံရက်ကြောင်းအာဆီယံတိုက်ခါပြိုလဲပြက်စီးသွားပြီဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စုနှင့်ဆက်လက်ထိတွေ့ဆက်ဆံရန်စီစဉ်လှုံ့ဆော်နေမှုအပေါ်အာဆီယံတိုက်ခါကစစ်ကောင်စီအောက်မှတစစီပြိုလဲပြက်စီးသွားပြီဟု Defend Myanmar Democracy အဖွဲ့ကပြောပါရယ်အာဆီယံဤတိုက်ခါကစစ်ကောင်စီအပြောတမျိုးအလုပ်တမျိုးကြောင်သူတော်လုံရများအောက်တွင်လက်စားစီပြိုလဲပြက်စီးနေပြီဖြစ်ကြောင်းယနေ့မေလ22ရက်နေ့တွင် Defend Myanmar Democracy ကသတင်းထုတ်ပြန်ပြောဆိုပါရယ် Defend မြန်မာဒီမိုကရေစီပြောခွင့်ရကိုနော်အောင်ကအာဆီယံရဲ့တိတ်ခါကစစ်ကောင်စီရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်းသူတော်လောက်ရက်တွေအောက်မှာပဲတစားစီပြိုလဲပြက်စီနေပါပြီ။အစုလိုက်အပြုံလိုက်လူသက်ကျူးလွန်နေတဲ့ရာဇဝတ်ကောင်တွေနဲ့မျက်နာပေါ်မှာစိတ်ဆက်ညီနာရေးဆိုတာမရှိပါဘူး။အာဆီယံကမြန်မာပြည်သူတွေကိုသာထောက်ခံရမှာပါလူသက်သမားတွေကိုထောက်ခံရမှာမဟုတ်ပါဘူးဟုပြောပါတယ်။ စစ်ကောင်စီကိုနိုင်ငံတကာကအကာအကွယ်ပြုနေသည်မြည်သည် တိတ်တဆိတ်တန်ခင်းတမန်ခင်းတို့မဟုတ်ကျောင်းဝင်စည်းဆက်ညှိနှိုင်းခြင်းတို့ကိုလုံးဝညှင်းပယ်ကြောင်း Defend Myanmar Democracy ကဆိုပါတယ်။စာတင်ကျောင်းတွေကိုပုံကျဲပြီးကလေးသူငယ်တွေကိုရက်ဆက်ကြံကြုတ်စွာတပ်ဖြတ်နေသူတွေကိုတရားဝင်မှုမပေးနိုင်ပါဟုခုနော်အောင်ကပြောပါတယ်။ ာဆီယံရဲ့တိတ်ခါကသူတို့ရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်းသူတော်လောက်ရတွေအောက်မှာပဲဒစစီပြိုလဲပြက်စီးနေပါပြီဟု၎င်းကဆက်ပြောပါတယ်။မလေးရှားနိုင်ငံကဥက္ကဋ္ဌအဖြစ်ဦးဆောင်ချက်ပါပဲ56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံမှပြင်ဆင်နေချိန်အာဆီယံအနေဖြင့်စစ်ရာဇဝတ်ကောင်များနဲ့ဆက်ဆံရေးအားလုံးကိုရပ်တန့်ရမည်ဟုလည်း ဒီဖန့်မြန်မာဒီမိုကရေစီကထုတ်ပြန်ထားပါတယ်။အာဆီယံအနေဖြင့်အောင်မြင်မှုမရှိသည့်အာဆီယံဘုံသဘောတူညီမှု၅ချက်ကိုကျော်လွန်ပြီးမြမအရေးအားမြမပြည်သူများကဥဆောင်နိုင်သောဖြည့်ရှင်းသည့်တရက်ကိုထောက်ခံအားပေးရန်လိုကြောင်းပြောပါတယ်။ ထို့ပြင်စစ်အုပ်စုနှင့်စစ်ဆင်ညှိနှိုင်းရန်တော်လှန်ရေးအင်အားစုများနှင့်အရက်ဖက်အဖွဲ့အစည်းများအပေါ်ဖိအားပေးနေမှုများအားရပ်တန့်ပေးရလဲ Defect မြန်မာဒီမိုကရေစီကတောင်းဆိုထားပါတယ်။စစ်အုပ်စုနှင့်တွဲဆောင်ဆွေးနွေးမှုတိုင်းကသူတို့ကိုအင်အားပိုကောင်းလာဖို့အားစေးကြွေးနေတာပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးအတွက်မဟုတ်ဘူး။အာဆီယံအနေနဲ့ဒါကိုတန်ကင်းတမန်ခင်ပြောပြီးဟန်ဆောင်နေတာတွေကိုရက်ပါ။ဒါကကြံရပါနေတာပါဟု DMDE ပြောရစ်ဆိုခွင့်ရှိသူကိုနော်အောင်ကပြောပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းချိန်မှစပြီးအာဆီယံသည်မြန်မာစစ်အုပ်စုကိုစပွဲဝိုင်းတွင်ပါဝင်နိုင်ရန်နေရာပေးကမ်းလှမ်းခဲ့ခြင်းသည်ပြည်သူများအပေါ်ဘုံကျဲတက်ဖြတ်နေမှုများကိုရပ်ကွယ်ပြုထားသလိုဖြစ်သည်ဟု DMD အဖွဲ့ကဆိုပါတယ်။စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့သည့်အစုလိုက်အပြုံလိုက်တက်ဖြတ်မှုဖြစ်ရပြီးလူအခွင့်အရေးနှင့်နိုင်ငံတကာဥပဒေများကိုလုံးဝမထီမဲ့မြင်ပြကြောင်း DMD ကဆက်လက်ပြောပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်အနေဖြင့်လည်းမြမအကြက်တဲဖြည့်ရှင်ရမှာစီကြက်ပြီးပြပြသားသားဦးဆောင်မှုပြသရလဲအရက်ဖက်အဖွဲ့စီ285ဘွဲကလည်းမေလ20ရက်ကအိတ်ဖွင့်ပေးစာဖြင့်တောင်းဆိုထားပါတယ်မေလ12ရက်နေ့ရင်းနေနောက်ပိုင်းစကိုင်းတိုင်းနဲ့ရခိုင်ပြည်မှာစစ်ကောင်စီဤလေးချောင်းဘုံတဲတိုက်ခိုက်မှုကြောင့်ကလေးငယ်များဆရာမများအမျိုးသမီးအပါအဝင်လူပေါင်းဒါဇင်နဲ့ချီတိတ်ဆုံးခဲ့ရတယ်လို့ယာနှင်းကြည့်သောကလေးငယ်များလည်းထိခိုက်တံရရရှိခဲ့ပါတယ် နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPPE စာရင်းအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမေလ22ရက်နေ့အထိနိုင်ငံတော်ဝန်၌စစ်ကောင်စီပြစ်ခတ်တိုက်ခိုက်မှုကြောင့်လူပေါင်း90ဦးထံမှနေသေဆုံးခဲ့ရကြောင်းဂျမန်နီကထုတ်ပြန်ထားပါတယ်ဆလပီမူးမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအသက်9နှစ်အရွယ်ကလေးငယ်တအူးသေးဆုံးအသက်17နှစ်အရွယ်မိန်းကလေး2ဦးအပါအဝင်ဖြီသူ9ဦးထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းမူးမြို့နယ်ရှိခြေရွာများကိုအကြံဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်၉နှစ်အရွယ်ကလေးငယ်တအူးသေဆုံးပြီးအသက်၁၇နှစ်အရွယ်မိန်းကလေး၂ဦးအပါအဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတော်ခရိုင်ကထုတ်ပြန်ထားပါတယ်။မေလ19ရက်နေ့တွင်ခါမရ351တက်ရင်နှင့်ခါလာရ60တက်ရင်မှာငထွေဆုတ်ကြီးပါတို့လက်နက်ကြီးနှလုံးဖိခတ်ခဲ့သောကြောင့်ငထွေဆုတ်ကြီးရွာမှာအသက်17နှစ်အရွယ်နော်တာတိုဂေဖော်လက်နက်ကြီးစတီမန်ကဒဏ်ရာရရှိခဲ့ပြီးစောမှုလော့လနှင့်စောမောင်ဂေတို့၏နေအိမ်နှလုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။မေလ20ရက်နေ့တွင်နတ်တန်ကွဲ၌အခြေချထားသောအချမ်းဖက်စစ်ကောင်စီတပ်သားများကငနွားစိတ်ကြီးရွာ၊အညာစုကြီးရွာ၊ရင်းတိုက်ကုံကြီးရွာနှင့်နောင်ကုံကြီးရွာတို့ကို က်နက်ကြီး6လုံးရေလဲကြီးရွာနှင့်မယန်းစိမ့်လေးကြီးရွာကြားရှိလေကွင်းကိုဟောင်ဝဲစာလက်နက်ကြီး2လုံးစလုံးနှင့်စောဘောကုန်းအကြားရှိလေကွင်းတွင်ဟောင်ဝဲစာလက်နက်ကြီး2လုံးတောင်စုကြီးရွာကိုလက်နက်ကြီး3လုံးအုပ်ဖြတ်တံတားတွင်အခြေချထားသောအကြံဖက်စစ်တမ်းများသည့်ကြက်တက်ညောင်ပင်ကြီးရွာကိုလက်နက်ကြီး2လုံးပြေခတ်ခဲ့ကြောင်းသိရပါသည်ရင်ပြက်ခတ်မှုကြောင့်စက်တက်ညောင်မင်းကြီးရွာမှာအသက်53နှစ်အရွယ်ဒေါ်မမနှင့်အသက်38နှစ်အရွယ်မအေးစိုးတို့လက်နက်ကြီးထိမှန်တရားရရှိခဲ့ကြောင်းသိရပါသည်။ ထို့ပြင်ခလာရ60တရင်မှလည်းမယန်းစိန်လေးကြေးရွာကိုလက်နက်ကြီး120မမတလုံးအရှိတောင်စုအနောက်တောင်စုနဲ့ကျွန်းကုန်းကြေးရွာကိုလက်နက်ကြီး120မမ6လုံးပစ်ခတ်ခဲ့သောကြောင့်မယန်းစိန်လေးကြေးရွာမှာနော်မူလာဖော်ဤနေအိမ်ပြက်စီးသွားပြီးအသက်40နှစ်အရွယ်နော်မူလာဖော်နဲ့၎င်းဤအသက်17နှစ်အရွယ်နော်ဆေးပွင်မှုတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနော်မူလာဖော်ဤသားအသက်6နှစ်အရွယ်စောမှုထော်ပါမှလည်းလက်နက်ကြီးတီမန်ကတိတ်ဆုံးခဲ့ကြောင်းသိရပါတယ် ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။